ားလုံးပဲမင်္ဂလာပါကျွန်တော် Facebook page တစ်ခုကိုလွယ်ကူဆုံးဘယ်လိုထောင်းရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပြီးတော့မှဖြစ်ပါတယ်။ကဲဆိုတော့ကျွန်တော် Facebook page တစ်ခုကိုမထောင်းတတ်ဘူးဆိုရင်ကျွန်တော်လည်းတူတူ like ကြည့်လိုက်ရအောင်။ကဲဆိုတော့ကျွန်တော် Facebook page တစ်ခုထောင်းဖို့အတွက်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီကျွန်တော် setting တွေကိုဝင်လိုက်မယ်။ကျွန်တော် profile တွေကိုကျွန်တော် setting တွေကိုဝင်လိုက်မယ်။ပြီးရင်ဒီနေရာမှာဆိုတော့ဒီနေရာမှာကျွန်တော်ဒီလိုလေးတွေ့လိုက်မယ်။ ဒါဆိုရင်ကျွန်တော်ဒီမှာ page ဆိုတဲ့နေရာလေးကိုရှာရမယ်ဒီမှာမတွေ့ဘူးဆိုရင်ကျွန်တော် simo ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်အလံပုံစံလေးနဲ့ pages ဆိုပြီးတော့ဒူပြနေလိုက်မယ်ကျွန်တော်ကဒီ page အဲ့ထဲကိုဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်ဒီနေရာမှာတွေ့လိုက်မယ်ကျွန်တော် create yamada business suits နဲ့ discovery invite live page ဆိုပြီးတော့ဒီနေရာမှာအများကြီးရှိတယ်ဒီထဲမှာကျွန်တော်တို့က page ထောင်မှာဖြစ်တဲ့အတွက် ျွန်တော် create ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ guest status ဆိုပြီးတော့နှိပ်လိုက်မယ်ဆိုတော့ဒီနေရာဒီနေရာရောက်ရင်ကျွန်တော် page name လေးကိုရေးရမယ်ကျွန်တော်တို့ကိုထားခြင်းနဲ့ကိုထားခြင်းနဲ့ကျွန်တော် page name လေးကိုရေးရမယ်ကျွန်တော်ပြင်နေနေရေးပြီးပြီဆိုရင်ကျွန်တော် next ကိုပဲဆက်သွားလိုက်မယ် ဆိုတော့ဒီမှာကျွန်တော်တို့ category ရွေးရမယ်ကျွန်တော်တို့ကဘာရေးတင်မှာတော့ကျွန်တော် shop ဆိုရင် shop ကျွန်တော်ဆုံးကျွန်တော်တို့ရွေးရမယ်ကျွန်တော်တို့နဲ့တက်ဆိုင်တာလေးကိုကျွန်တော်တို့ကဒီ category လေးကိုကျွန်တော်ရွေးရမယ်ဆိုတော့ဒီမှာကျွန်တော်အခုထည့်လိုက်မယ်ထည့်လိုက်ပြီးရင်ကျွန်တော်ဒီမှာ create ဆိုတာလေးကိုနှိပ်လိုက်မယ် ဆိုတော့ဒီနေရာမှာကျွန်တော်ရွေးခိုင်းနေကျွန်တော်ကြိုက်ရပဲကျွန်တော်တို့ရွေးလိုက်လို့ရတယ်ရွေးပြီးရင်ကျွန်တော် continue ကိုဆက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ next ကိုဆက်သွားလိုက်မယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ရဲ့ Facebook page ကျွန်တော်တို့ Facebook မှာရှိတဲ့ကျွန်တော်အကောင့်မှာရှိတဲ့ friend တွေကိုကျွန်တော် invite လုပ်တာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်က invite မလုပ်တော့ဘူးမလုပ်တော့တဲ့အတွက်ကျွန်တော်ဒီတိုင်းမဲ့ next ကိုပဲဆက်သွားလိုက်မယ် ပြီးရင်ကျွန်တော်ကို next ကိုဆက်သွားမယ်ကျွန်တော်ဒီမှာလဲကျွန်တော်ဘာမှရွေးချယ်တယ်မလို့ဘူးရတယ်အဲ့ဒီတော့ကျွန်တော်ဒီမှာ dance ဆိုတာလေးကိုပဲကျွန်တော်ဆက်နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ facebook page လေးတစ်ခုကိုကျွန်တော်တို့အောင်မြင်စွာကျွန်တော်တို့ create လုပ်ပြီးတွားပါပြီကဲဆိုတော့ဒါလေးကတော့ကျွန်တော် ဒီ Facebook page တစ်ခုကိုအလွယ်ကူဆုံးဘလို့ထောင်ရမလဲဆိုတာလေးကိုကျွန်တော်ပြပြပေးထားတာဖြစ်တယ်ဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်တယ်ကျွန်တော်လုံးဝကိုအရန်ကိုလွယ်ကူပါတယ်ဒါလေးကတော့ကျွန်တော်မတိတိတဲ့လူတွေအတွက်ပြပြပေးထားတာဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်အားလုံးပဲအဆင်ပြေကြပါစေ